်မင်္ဂလာပါရှင်ကျမတော့ဖူအီအီနွယ်ပါ DVV ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါမကွေးတိုင်းမြိုင်မြို့နယ်ထဲမှာရှိတဲ့ကန်ဒီပြူစောတိကျေးရွာကနေကိုရင်နှစ်ပါးအပါအဝင် ပြည်သူ၅ယောက်ထွက်ပြေးပြီးခိုလုံလာကြတယ်လို့ပခုတ်ကူခရိုင်အမှတ်၅တည်ရင်စီကနေသိရပါဗျပြီးခဲ့တဲ့မေလ30ရက်မှာကဏီပြူစောတိကျေးရွာတွေကနေကိုရင်နှစ်ပါအမျိုးသားတစ်ယောက်နဲ့အမျိုးသမီးနှစ်ယောက်တို့ထွက်ပြေးလာကြတာလို့ဆိုပါတယ် ကန်နီပြူရွာကိုတော်လန်ရေးတပ်ဖွဲ့တွေကနှစ်ကြာရှည်ပိတ်ဆို့ထားတဲ့အတွက်စားနပ်ရိက္ခာပြက်လက်နေပြီးဒေသခံတွေဟာပိတ်မိနေတဲ့အတွက်ထွက်ပြေးခိုလုံလာကြသူတွေကိုတော့ကျွေးမွေးပြုစုပြီးတော့နေထိုင်ရေးအဆင်ပြေမဲ့နေရာကိုပို့ပေးထားပြီလို့ပခုတ်ကူခရိုင်အမှတ်15တရင်ဒုတရင်မှုကိုစစ်ထံက DVB ကိုပြောပါတယ်ပြခဲ့တဲ့မေလာခုနှစ်ရက်ကလည်းအဲ့ဒီပြူစောတိကြေးရွာကကလေးငယ်နှစ်ယောက်အပါအဝင်ပြည်သူ၅ယောက်ဟာပခုတ်ကူခရိုင်အမှတ်15တရင်စီမှာဝင်ရောက်ခုလုံခဲ့ကြတည်တယ်လို့ဆိုပါတယ်။ ရန်မြို့နယ်အတွင်းကပြူစောတိကျေးရွာတွေကိုတိုက်ခိုက်သိမ်းပိုက်တော့မှာဖြစ်တဲ့အတွက် ကြန့်ရှိနေကြသေးသူတွေအနေနဲ့နှီးဆက်တဲ့တော်လှန်ရေးတပ်ဖွဲ့တွေနဲ့အများဆုံးချိတ်ဆက်ခိုလုံကြဖို့တော်လှန်ရေးတပ်ဖွဲ့တွေကတိုက်တွန်းထားပါတယ်ရှင်တနင်္သာရီတိုင်းတနင်္သာရီမြို့နယ်သမုတ်ချုံရွာမှာကာကင်းယူထားတဲ့တော်လှန်ရေးတပ်ဖွဲ့တွေကိုစစ်ကောင်စီတပ်ရဲ့ခြေလင်းစစ်ကြောင်းကကြားဖြတ်တိုက်ခိုက်ခဲ့ပြီးတော်လှန်ရေးတပ်ဖွဲ့ဘက်ကရဲဘော်၂ယောက်မစိုးရင်ရတဲ့ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တနင်္သာရီမြို့နယ်ပကဖစီကနေသိရပါဗျ။ မေလ31ရက်မနက်ပိုင်းမှာတနင်္သာရီမြို့နယ်ကနေမောတောင်ဘက်ကိုသွားမဲ့စစ်ကောင်စီရဲ့ရိခါရင်တန်းကိုတော်လိုင်းတပ်ဖွဲ့တွေဘက်ကမိုင်းဆွဲတိုက်ခိုက်ဖို့စောင့်ဆိုင်နေတဲ့အချိန်စစ်ကောင်စီတပ်ရဲ့ခြေလင်းစစ်ကြောင်းကကြားဖြတ်တိုက်ခိုက်ခဲ့တာလို့တနင်္သာရီမြို့နယ်ပကဖတာဝန်ရှိသူကပြောပါရယ်စစ်ကောင်စီရဲ့ခြေလင်းစစ်ကြောင်းမှာအင်အား30နီးပါးရှိပြီးမေလ31ရက်နေ့ညနေပိုင်းမှာဒေတာရင်းတော်လိုင်းပူအောင်တပ်ဖွဲ့ကပြန်လည်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကောင်စီတပ်ဘက်ကပြန်လည်ဆုတ်ခွာသွားတယ်လို့တော်လိုင်းပူအောင်တပ်ဖွဲ့ရင်းစီကလည်းသိရပါဗျာ။ တနင်္လာမြို့နယ်မှာတိုက်ပွဲတွေပုံမူပြင်းထန်လာနိုင်တဲ့အတွက်ဒေသခံတွေအနေနဲ့စီရေးသတိရှိပြီးသွာလာနေထိုင်ကြဖို့တနင်္လာမြို့နယ်ပကဖကသတိပေးထုတ်ပြန်ထားပါတယ်ရှင်။တမအင်စတီကျူကထုတ်ပြန်ထားတဲ့တနက်များနောက်ွယ်မှသွေးစွန်းလက်များမြမစစ်တပ်၏လက်နက်ထုတ်လုပ်သူများဖော်ထုတ်ခြင်းဆိုတဲ့အစီရင်ခံစာထဲမှာစစ်လက်နက်တွေရဲ့နောက်ွယ်မှအဓိကကျနေတဲ့ အာနာသိန်းစစ်တပ်ရဲ့စစ်လက်နက်ထုတ်လုပ်ရေးကခေါင်းဆောင်တွေကိုဖော်ထုတ်ထားပါတယ်။ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံးခေါင်းဆောင်တွေရဲ့အမည်စရင်းမှာကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်တန်းဒုတိယကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်တွေဖြစ်တဲ့ဗိုလ်ချုပ်ကိုကိုလွင်နဲ့ဗိုလ်ချုပ်မြူအောင်တို့ရဲ့အမည်စရင်းတွေအပြင်ကာကွယ်ရေးပစ္စည်းစက်ရုံ25ခုကကပ္ပဆဆက်ရုံမှုတွေရဲ့အမည်စရင်းတွေကိုဖော်ပြထားပါတယ်။ ကျမတို့မြန်မာပြည်သူတွေအပေါ်မှာမြန်မာစစ်တပ်ကကျူးလွန်နေတဲ့နိုင်ငံတကာရာဇဝတ်မှုတွေမှာဒီစစ်တပ်ရဲ့ပြည်တွင်းစစ်လက်နက်ထုတ်လို့ရရအဓိက ထောက်တိုင်တစ်ခုအနေနဲ့ကုညီပံ့ပိုးနေတာဖြစ်ပါတယ်။ဆိုတော့အဲ့ဒီစစ်လက်နက်ထုတ်လုပ်သူတွေကအပြစ်မဲ့ပြည်သူပေါင်းများစွာကိုတတ်တဲ့တနက်ခလုတ်ဘုံခလုတ်တွေကိုဆွဲဖြုတ်တဲ့သူတွေမဟုတ်တဲ့တိုင်အောင်ဒီပြည်သူပေါင်းများစွာကိုတည်ကြည်စေတဲ့ တက်ဖြတ်တဲ့နေရာမှာအသုံးပြုတဲ့တနတ်ကြီးဘုံလက်နက်တွေကိုနှိမ့်စင်တဲ့အမြထုတ်လုပ်ပေးနေခြင်းအပြင်နောက်ွယ်ကနေအဓိကကူညီပံ့ပိုးပေးနေတဲ့သွေးစွန်းလက်ပိုင်ရှင်တွေဖြစ်ပါတယ်။အဲ့လိုနောက်ွယ်ကသွေးစွန်းလက်တွေကိုကျမတို့ကဖော်ထုတ်ပြီးတော့စစ်အုပ်စုကျူးလွန်ခဲ့တဲ့နိုင်ငံတကာရာဇဝတ်မှုတွေအတွက်မဖြစ်မနေတာဝန်ခံစေဖို့ရည်ရွယ်ပါတယ်ရှင်။စီရင်ခန်းစာဖော်ပြချက်အရာ တော်လှန်ရေးအင်အားစုတွေတိုက်ပွဲအတွင်သိမ်းဆည်းရမိတဲ့မြန်မာစစ်တပ်ရဲ့လက်နက်ခဲယမ်းတွေမှာ2025ခုနှစ်ထုတ်လက်နက်ခဲယမ်းတွေကို တွေ့ရှိလာရတယ်လို့သိရပါဗျ။တမာအင်စတီကျူကတော့ကပ္ပဆတ်ဆက်ယုံတွေကဒီနေ့ထုတ်ပေးလိုက်တဲ့စစ်လက်နက်ခဲယမ်းတွေကိုမနေ့ပြန်ရှေ့တန်းစစ်မြေပြင်ကိုပို့နေရတဲ့အနေအထားဖြစ်ပြီးကပ္ပဆတ်ရဲ့နေ့စဉ်လက်နက်ခဲယမ်းထုတ်လုပ်မှုကစစ်အုပ်စုအတွက်တည်ရေးရှင်ရေးတမျှအရေးပါလာတာကို တွေ့ရတယ်လို့ဆိုပါတယ်။ မြင်းကြံဘလက်တိုက်ကတပ်ဖွဲ့ကောင်းဆောင်ပိုးမိုက်ခဲကလည်းတိုက်ပွဲအတွင်းစစ်ကောင်စီစစ်တပ်ရဲ့လက်နက်ခဲယမ်းတွေမှာ2024-2025ထုတ်ကြီးတွေကိုတွေ့ရတာများတယ်လို့ဆိုပါတယ်ကံကိုတော့ကျွန်တော်တို့ဒီရက်2025မှာထုတ်တာပါလဲဆိုတော့ကျွန်တော်သတိမထားမိဘူးဗျအဲ့လောက်ကြီးတယ်အဲဒီကြီးတွေကတော့ဟုတ်တယ်2025 2024အဲအဲ့ဒီကဒီဘယ်လိုပြောရမလဲ အခုနှစ်တည်မှဘောနော်အဲထုတ်နေရတဲ့ကြီးတွေဘောနော်အရင်ကြီးတွေအရင်လက်နဲ့ခေရနေဘောနော်အဲကုံတောင်နီးနီးသွားပြီလို့တော့ထင်တယ်အခုကတည်းဘောနော်ဆေးဥစုရဲ့ဘောနော်ကပ္ပသဆက်ယုံနေရနေတောက်လျှောက်ထုတ်ပြီးတောက်လျှောက်ကိုဘောနော်အသေးတန်ကဲမှန်ထုတ်နေရတဲ့အနေထားလို့ကျွန်တော်တို့မြင်တယ်ဟုတ်ဆစ်လက်နဲ့ထုတ်လို့ရည်အတွက်အဓိကတာဝန်ယူခဲ့တဲ့ကပ္ပသဆက်ယုံတွေဟာ2021အာနာသိန်ကျိုးပတ်မှုနောက်မှာအခန်းကဏ္ဍတွေထပ်တိုးတာဝန်ယူခဲ့ကြပြီးခုခံဒေါ်လာမှုတွေကိုမြန်မာနိုင်ငံနေရအနှံ့ရင်ဆိုင်လာရခြင်း စစ်အုပ်စုဟာကပ္ပဆစစ်တဲတွေကိုရှီတန်းစစ်မြေပြင်နဲ့နေမြေရှင်းလင်းရေးလုံခြုံရေးတွေမှာ အသုံးပြုလာတယ်လို့စီရင်ခန်းစာမှာဖော်ပြထားပါတယ်။ကပ္ပဆဆက်ယုံမှုအချို့ဟာစစ်တပ်ရဲ့တပ်နယ်မှုတွေအဖြစ်တာဝန်ယူကြပြီးတပ်ဆိုင်ရာတပ်နယ်အတွင်းလုံခြုံရေးဆိုင်ရာကိစ္စရပ်တွေကို အပြည့်အဝထိန်းချုပ်ခွင့်အာဏာရရှိကြတယ်လို့လည်းဆိုပါတယ်။ဒါအပြင်ဆက်ယုံမှုတွေလက်အောက်ကကပ္ပဆအရာရှိကြီးအချို့ဟာစစ်အုပ်စုဖိနှိပ်ရေးရန်တရာရဲ့ ခရိုင်နဲ့မြို့နယ်အုပ်ချုပ်ရေးကောင်စီတွေမှာ အဖွဲ့ဝင်တဲ့အဖြစ်လဲတာဝန်ယူကြတယ်လို့စီရင်ခန်းစာကဆိုပါတယ်ဒီတက်နယ်မှုတွေက သူတို့ရဲ့သက်ဆိုင်ရာတက်နယ်အတွင်းမှာရှိတဲ့လုံခြုံရေးကိစ္စအဝဝကိုတာဝန်ယူကုတ်ခဲ့ရတဲ့အမြင့်ဆုံးတာဝန်ရှိရသူတွေဖြစ်တယ်။အဲဒါကြောင့်မလို့အထူးသဖြင့်2021ခုနှစ်စစ်တပ်ကတရားမဝင်အာဏာသိမ်းကြိုးပမ်းမှုပြီးရနောက်ပိုင်းမှာသူတို့တာဝန်ယူထားတဲ့တက်နယ်အတွင်းကတရားမဲ့ဖန်ဆီးမှုတွေညင်ပန်းနှိပ်စက်တပ်ဖြတ်မှုတွေအကြက်ကင်ငွေညှစ်မှုတွေနဲ့ဒီအာတမစစ်မှုထမ်းစီမှုစတဲ့ယာစွန့်မှုတွေအတွက်အဓိကတာဝန်ရှိတဲ့သူတွေပဲဖြစ်ပါတယ် တယ်။မြို့နယ်စီမံအုပ်ချုပ်ရေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့တွေကစစ်အုပ်စုရဲ့ဒီအကြမ်းဖက်နှိမ်နင်းရန်နေရာမှာ အခြေခံကြဆုံး unit တွေဖြစ်တယ်။အဲ့လိုဖိနှိပ်ရေးရန်နေရာတွေမှာသူတို့ရဲ့လက်ယုံတက်ဖြစ်တဲ့ကပ္ပဆာအရာရှိတွေကိုတပ်ဆိုင်ရာမြို့နယ်ခရိုင်တွေမှာ အသုံးပြုတယ်။အဲ့လိုအသုံးပြုခြင်းဖြင့်လည်းဒီဖိနှိပ်ရေးရန်နေရာမှာစစ်တပ်အရာရှိအဖွဲ့ဝင်တွေကအတ္တိကအာဏာရှိရဲ့သူတွေဖြစ်လာပြီးတော့အုပ်ချုပ်ရေးမှာစစ်တပ်က PBCC ကင်တွင်နိုင်ဖို့ပဲဖြစ်ပါတယ်။အခုလိုကျူးလွန်မှုတွေရှိနေပေမဲ့အာနာသိစစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ရာရှိတွေဟာအာနာသိစစ်တပ်ခေါင်းဆောင်မင်းအောင်လှိုင်ချီးမြှင့်တဲ့ဂုံနုဘွယ်သူတွေကိုရရှိနေကြတယ်လို့ဆိုပါတယ်။စစ်တပ်မှာဆိုလို့ရှိရင်ကျွန်တော်တို့တရားတော်ကတော့တော့ပြည်သူမရှိရင်ဘာမှမဖြစ်ဘူးစစ်တပ်ကပြည်သူမရှိတယ်။ဘာကြောင့်လဲဆိုတော့ကျတော့သူကအဲသူ့ရဲ့တက်တက်ထဲမှာပဲသူကအကုန်လုံးရတာဟုတ်ဈေးတွေထုတ်လို့ရည်တွေအကုန်လုံးအကုန်လုံးဆက်ရန်တရားပြင်ဆင်ရတာအကုန်ရှိကြဆိုတော့ကျတော့လေ အဓိကသူတို့ရနောက်ဆုံးသူကြောပေါ့နော်အသက်ပေါ့ဒီလက်နဲ့ဆက်ယုံကတော့လက်နဲ့မရှင်သူတို့အာနာပြလို့မရတော့လေးပြီးသွားတယ်အဲ့တော့ဒီအဓိကကပ္ပသဆက်ယုံတွေကိုကောင်းကောင်းလေးဖိအားပေးဖြုံနိုင်မယ်ဆိုရင်တော့အပြောင်းလဲတစ်ခုဖြစ်သွားမယ်လို့မြင်နေဗျနိုင်ငံတကာအနေနဲ့အနာသိန်းစစ်တပ်ရဲ့အကြမ်းဖက်ဆစ်စင်ရေးတွေမှာအသုံးပြုဖို့နောက်ွယ်ကနေလက်နက်ထုတ်လုပ်ပေးနေတဲ့ကပ္ပသအရာရှိတွေကိုတန်ခတ်ပိတ်ဆို့အရေးယူဖို့အပြင်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့အခုလိုထုတ်ပြန်ထားတဲ့စည်ရင်းပါခေါင်းဆောင်တွေကိုအမိပြက်စည်ရင်သွင်းဖို့ကိုလည်း တမအင်စတီကျူကတောင်းဆိုထားပါတယ်။ကျမမြတ်သင်ပါရှင်။ DVV ရုံးမြင့်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါ။ကျမတော့ဖူးအီအီနဲ့ပါ။ကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။